။ဘုဒ္ဓံပုစေမိဓမ္မံပုစေမိသံဃံပုစေမိပူဇော်ပါရရှင်မြတ်ဘုရား။ဆန္ဒမြဘုံတော်ပြီးစာရနိုင်တော်ရန်ကုန်မြို့တော်မှဆရာထဗေဒမေထမေရှင်ခွန်ရဲ့သာသမီများအားလုံးကိုယ်စိတ်နှဖျားစမ်းမချမ်းသာပါစေကြောင်းဥစွာခဏမနောက်ခေါ်ဆက်ပါဆိုတောင်းမြတ်တာပို့တာအပ်ပါတယ်။ဆရာရဲ့ဗေဒမေထမေရှင်ခွန်ရဲ့သာသမီများအနန္တအရရမပြည့်တွင်ပြပ ဆရာရဲ့ခဏနေခဏနာတော့ခဏရသားသမီးရဲ့ကံကြမှာကံစားတာဟော့စတန်လေးတွေကိုအငဲတစ်စိမ်နားထောင်ပြီးတော့ပေါ့နော်အာပေးကျေးဇူးနေကြတဲ့ထမင်းရှင်ခဏရသားသမီးများခင်ဗျာအခုလာမဲ့2025ခုနှစ်ဇွန်လလခုနလပိုင်းဘာဆိုလာမြတ်မှာလာမဲ့ခဏနေခဏနာတော့ခဏရသားသမီးတို့ရဲ့ကံကြမှာ န်စာတာဟော့စတန်လေးကိုတင်ပြဆွေးနွေးဟောပြောပေးပါမယ်။ Lion Share ပြီးတဲ့မိတ်ဆွေများကိုလည်းအထုစာအနေနဲ့ကျေးဇူးတင်ရှိပါတယ်။တန်နင်းငွေသားသမီး၊တန်နန်းလာသားသမီး၊အင်္ဂါသားသမီး၊ဘုဒ္ဓဟူသားသမီး၊ဇာတာပရိသားသမီး၊တောက်ကြသားသမီး၊စနေသားသမီး၊နေစဉ်နေနာခုနှစ်နေနာကိုစာအနေနဲ့တခုချင်းရဲ့ကောင်းခြင်းဆိုးခြင်း ဆောင်ရရှောင်းရတိတဲ့တိတ်ထိုက်တာလေးတွေကိုဆွေးနွေးဟောပြောပြီးသွားပါမယ်။လိုင်းရန်ရှာပေးတဲ့မိတ်ဆွေများကိုလည်းအထုစားလည်းနဲ့ခြေထုတ်တင်ရှိပါရယ်ခမ။စားအနေနဲ့2020နဲ့မဟာခုနှစ်မှာ7 July လာ Lucky 7ကံကောင်းခြင်းများစွာအားလုံးပိုင်ဆိုင်နိုင်ပါစေ။ဆက်လက်ပြီးတော့စားအနေနဲ့ဆွေးနွေးဟောပြောပြီးမယ်နိနာကဂျာတာပတိတာတိများရဲ့ ကန်ကြမှာကန်စာတာဟော့စတန်လီဖြစ်ပါတယ်2025ခုနှစ်ခန္ဓာလာပိုင်းဝါဆိုလာဂျွန်လိုက်လာမြတ်မှာဒုတိယကန်ကောင်းသောစာတာရှင်ဖြစ်နေတယ်ကန်စားမဲ့ကောင်းကျိုးထူးတာမျက်နှာပန်းစပွင့်တာအရှိရေးကန်ကောင်းတာတဏှာဖြစ်ရှစ်ရှစ် မေတ္တာရေးရမှာအတင်းမှတ်ပြုခံရတာမင်းမြတ်ရှစ်ကံကိုအလေးနက်တာဖို့ထားတာလေကြောက်မယ်အိန်နောင်တဲ့အိန်နောင်ရှင်မြတ်အဖို့ပျော်ရွှင်စရာလေကောင်းတော့ဘဝလန်းခီးလေးဖြစ်မဲ့လတ်တလတနည်းအားဖြင့်အပန်းဖြေခီးထွက်ပါရတာပြေတွင်းပြေပအနန္တရရက်တနည်းအားဖြင့်အလက်ပတ်ခီးစင်ပျော်ရွှင်ရှာမြင့်စရာလေကြုံရမယ်ကုသိုလ်ကံတတ်မှုထွန်းမယ် ။ဇာနေနဲ့ရစွဲတွေကြီးလိုက်တာမှဆိုလို့ရှိရင်ဂျွန်လိုက်လ3ရက်ကနေဂျွန်လိုက်28ရက်ထိတက်လာလုံးလုံးတက်လာနီးနီးလောက်ဟာဒုတိယကံကောင်းတော့ကန်စာတာရှာဖြစ်နေတယ်။ဇာတာပရိသသမီးတွေတဏှာဖြစ်မမျောလင်ပဲဒီကံဝေကံကန်ဆက်မယ်။ဒီပေါ့ချင်းတဏှာဖြစ်ပင်ကနန်းတို့ရအကျိုးပြုခံရခြင်း အကျိုးပြုချက်တို့ကိုစုံသွင်းမဲ့ကြုံရမဲ့ဂျာတာပရိသသူများပျော်ရွှင်ရှမ်းမြေ့ဝမ်းမြောက်ဝမ်းသာတည်င်းစကားကောင်းချိုးဖြစ်ထွန်းနိုင်တဲ့လာလေးတလားဖြစ်နေတယ်။ခရူးဆိုင်ပေးရမှာတော့ဂျာမကြီးမမျော်လင့်ပဲအဆိုင်ဥတာပေါက်တာတဏျာဖြစ်ဂျုံစားကြီးအော်ပရေရှင်ခံယူရတဲ့ဂျာမကြီးအညာကလေးတော့တတိထားရမယ်။အဆိုင်နဲ့ပတ်သက်တာလေးအစာမတာ အာအန္နာဟူမောရာအစမတဲ့တာကယူဆိုင်ပေးရမယ်တန်ရဖြင့်အပူစာလေစာနော်ကယူဆိုင်ပေးပါအပူအပုတ်တွေကြောင့်ဂျာမကြီးညာဖြစ်မယ်ဇေဝမမန်နဲ့ဂျာမကြီးရှူတောင်းကမင်းမီကိုဆယ်ရန်ကျော်လိုက်လာမှာအစာတောက်လို့နဲ့ပတ်သက်ပြီးတော့ဂျာမကြီးစာတအညာကလေးရှိနေတယ်ဂျာမကြီးစာတအညာကိုကယူဆိုင်ပေးဖို့တရီထားပေးဖို့ တတိပြုတ်ပေးဖို့ဂယုဆိုင်ငိုက်ကိုဇာနေနဲ့မြတ်တာရက်ခံပြားစေဇာနေနဲ့ဇာတာရာတိချိုနက်ခတ်တွေချိလိုက်တာမှဆိုလို့ရှင်ဇာတာပြီးသာသမီတွေကိုကောင်းချိုပေးမယ်ကိန်းကနန်းတွေမှာဆိုလို့ရှင်လေးကိန်းကနန်းတုံညာကိန်းကနန်းတိတ်ကိန်းကနန်းချိုပေးမယ်လေးကနန်းတုံညာကနန်းတိတ်ကနန်းဒီကိန်းကနန်းတွေဟာတတောင်းတန်ရမှာကောင်းချိုပြုမယ်ကောင်းချိုဖြစ်စေမယ်တန်ရဖြင့်တောင်းရမှာ မင်္ဂလာတဲ့စကားကြမယ်တောင်အရက်အချိုးပိတ်မယ်တောင်ရက်ကိုရင်းနှင်းမြောင်းနှံတာလုပ်ငန်းစီးပွားလုပ်ခိုင်းတာတောင်ဘက်မျက်နှာလက်တောင်အရက်ကိုအချိန်ချတာတောင်ဘက်မှာလုပ်ငန်းစီးပွားရင်းနှင်းမြောင်းနှံဆောင်ရွက်တာတောင်ဘက်ချောင်းကိုလှုပ်သွားတာအများကြီးကောက်ချိုးတွေခံစားဆန်းစားရမယ်ကြာတာပရိသတ်သမီးတွေဖြစ်ပါတယ်။နည်းနည်းလေးမသိမမြတ်နေနိုင်ပိုင်းမှာဆိုရင်တော့ နေတိုနာတိုခြားတာပလေးရဲ့တန်နင်းငွေရဲ့တန်တန်းလာရဲ့သုံးနှင်းနာကိုတော့ခယူစိုက်ပေးရမယ်။တန်ရဖြစ်ကိုယ်တွေဆောင်ရတာဆေးရစတ်တုလက်မှတ်ရေးထိုးကိစ္စရဲ့ပိုင်းနဲ့တရင်ထားပေးဖို့စာနေနဲ့မေတ္တာရက်ခံပါရစေ။ခြားတာပရိသသမီးများခင်ဗျာလိန်မော်ရောင်လိန်မော်ရောင်နော်လိန်မော်ဟောနော်လိန်မော်အရှောင်ကလာအကျော်ပိတ်ကောင်းကျော်ဖြစ်စေ။ ဝိနတ်တော်ဇာတာပတိနေများမိမိတို့နေအိမ်၌ဖြစ်စေဖျားစေတီဒုံ၌ဖြစ်စေကံပွင့်လက်ပွင့်လုံငန်းကံရတော်အောင်မြင်စေလိုခြင်းအတွေ့ထုံးမုတ်ကံလို့ပူဆော်ပေးပေးပါဇာတာပတိဂျိုတောင်းမှာပဲဖြစ်ဖြစ်နေဖျားစေတီမှာဖြစ်ဖြစ်မပြတ်မခွာကံလို့ပူဆော်ခြင်းအဖြစ်ရောင်လန်းဝန်လန်းလုံငန်းကံရတော်လည်းအောင်မြင်ခြင်းအကျိုးကျေးဇူးတစ်ခု ပေါ်ပေါလာပါလိမ့်မယ်ရုံရုံကြည်ကြည်ကံလို့ဘိုးစောပေးပေးပါထုံမို့ကြပါပြီခါသမားအားလုံးကိုစိတ်ညပ်ချာကြမှာချတော်မူကြပါစေတော့ရင်စံတာပါတပေါင်းတော်ပြေဝနိုင်ပါစေလို့အထုဆုံးမကောင်းဆိုတာမြတ်တာကိုသာအပ်ပါပဲဇာရက်ဘေတင်တဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့နေရလိပ်စာကတော့ရောင်ကုန်တာကိတာကြောက်တိုင်မှတ်တိုင်ကပိတန်မကကြီးရဲ့ဘေးအေးစေဒီလမ်းတဲ့တိုင်းနံပါတ်နေရာနဲ့ကိုမြင်းညီထက်ကံမောစပိုင်ရဲ့ နောက်ကျောင်းမှာဆရာရှိပါတယ်ကမ္ဘောစာပညာနောက်မှာမနက်9:00နာရီမှညနေ9:00နာရီချိန်နေ့စဉ်နဲ့ည9:00နာရီသားသမီးကန်ချာမှာကန်စားတာတို့ကိုဆွေးနွေးဟောပြောပေးလဲရှိပါတယ်အနန္တရရမပြည့်တွင်ပြည်ပအနန္တရရမပြည်ရင်မိထမင်းရှင်များအားလုံးကိုစိတ်နှပြချမ်းမှချသာတော်မူကြပါစေလူရင်းစံပါများကလုံးတော်ပါပြေဝလိုက်ပါစေလို့အထူးဆုံးမောကဆုတောင်းမြတ်တာပို့တာအပ်ပါတယ်အားလုံးကြမ်းမှသာသာအောင်မြင်နိုင်ကြပါစေလို့ယေဆန္တာကတလုံးတော်ဝပြေဝနိုင်ပါစေ Oh, Shantri, oh, Shantri,